တူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒါကတပတ်စာလက်ဆောင်ကတ်ကလေးကိုချပြပေးမှာဖြစ်ပါတဲ့အမျိုးတို့ရေတပတ်စာလက်ဆောင်ကတ်ကလေးမပြခင်မှာ ကျမတပတ်စာရှင်းနှံကိုအရင်ပြပေးမှာဖြစ်ပါတယ်နော်ဒါကတပတ်စာရှင်းနှံဖြစ်ပါတယ်တပတ်စာရှင်းနှံဟာဆိုလို့ရှိရင်တနင်္လာနေ့မနေ့ညမှာပဲကျမပေးထားတာဆိုလို့ရှိရင် 385ကီဖြစ်ပါတယ်ပတ်တိဟာဆိုရင်35ပတ်တိဖြစ်ပါတယ်အဲ့ဒီမှာတနင်္လာနေ့မနက်မှာပဲ33ဆိုပြီးတော့သူကဆင်းပြီးသွားတယ်เนาะအဲ့ဒါပြီးတော့ဒါကအင်္ဂါနေ့ဖြစ်ပါတယ်အင်္ဂါနေ့မှာဆိုရင်ကီရ168ကီဖြစ်ပါတယ်ကျွန်မပေးထားတဲ့ပတ်တိဟာဆိုရင်16ပတ်တိဖြစ်ပါတယ်အဲ့ဒီမှာကီရေကနေပြီးတော့18ဆိုပြီးတော့မနက်ပိုင်းမှာဆင်းပြီးသွားတယ် ဒီတတလုံးနဲ့ညနေပိုင်းမှာ6တလုံးနဲ့4 6ဆိုပြီးတော့ဆင်ပြေးသွားတယ်ပြီးတော့ပရိဟာဆိုရင်3ည5ပရိ3ည5ပရိမှာဒီ3ည5ပရိနဲ့4 6ဆိုပြီးတော့သူကဆင်ပြေးသွားတယ်နော်ဒါကအင်္ဂါနေ့ဖြစ်ပါတယ်အင်္ဂါပြီးတော့ဒါကဗုဒ္ဓဘုနေ့ဗုဒ္ဓဘုနေ့ရာဆိုလို့ရှိရင်ကိရာ6 4 6ဖြစ်ပါတယ်အဲ့ထက်မှာကျမအကြိုက်ဆုံးကဏ္ဍနှလုံးကိုဆွဲထုတ်တာဆိုရင်6 6ပတိဖြစ်ပါတယ်6 6ပတိဟာဆိုလို့ရှိရင် ဗုဒ္ဓဖုန်းနေမနဲ့မှာပဲ3ည9ညနေပိုင်းမှာ66ဆိုပြီးတော့6ရော6ရောအောင်မြင်မှုရရှိသွားတယ်เนาะဗုဒ္ဓဖုပြီးတော့ဒါကကြာတာပရိဖြစ်ပါတယ်ကြာတာပရိမှာဆိုလို့ရှိရင်ကီယာနှစ်ခွန်3ညကျမပေးထားတာဆိုရင်ခွန်3ညပတ်တိဖြစ်ပါတယ်အဲ့ဒီမှာဒီ3ညတစ်လုံးနဲ့ကီရီယာနေပြီးတော့3ညနှစ်ဆိုပြီးတော့သူကဆင်းပြီးသွားတယ်เนาะ ဒါကကြာတာပရိနေဖြစ်ပါတယ်ပြီးတော့ဒါကတောက်ကြတောက်ကြနေမှာဆိုလို့ရှိရင် ကျွန်မပေးထားတဲ့ကီဟာဆိုရင်3 85ကီဖြစ်ပါတယ်ပတိတဲ့ရဆိုလို့ရှိရင်38ပတိကို ကျွန်မပေးထားတာဖြစ်ပါတယ်အဲ့ဒီမှာသူကဒီညက်နေပိုင်းမှာပဲဒီ3တလုံးနဲ့35ဆိုပြီးတော့ကျမတွေ့ထားတဲ့အထဲတွေကနေပြီးတော့ဆင်းပေးသွားတဲ့အတွက်ဒီဘက်မှာတပတ်လုံးလို့နေ့တိုင်းလို့လို့ရရှိတယ်เนาะမျိုးတို့ ါ YouTube အမျိုးတွေအတွက်ကိုကျွန်မအကောင်းဆုံးရှာဖွေပေးထားခြင်းဖြစ်ပါတယ်အမျိုးတို့နော်ဒါကျွန်မဘက်ကတာဝန်ကြီးပါတယ်အဲ့ဒါပြီးတော့တော့ဒါကအခုလိုမျိုးခြားပြပေးမယ်တပတ်စာလက်ဆောင်ကပ်ကလေးဖြစ်ပါတယ်နော်တပတ်စာလက်ဆောင်ကပ်မှာဆိုရင်ဒါအမျိုးတို့မြင်တဲ့အတိုင်းပဲနော်မပြောက်ပတ်တိရဆိုရင်9 3 3ဖြစ်ပါတယ်ဒါကတပတ်စာအခွေဖြစ်ပါတယ်နော်အဲ့ထဲမှာဒီ3တလုံးနဲ့တင်းလာနေမနဲ့မှာပဲ3 3ဆိုပြီးတော့ရှင်းတယ်ပြီးတော့ဒီ3ညာတလုံးနဲ့ ဗုဒ္ဓဖုနေမနက်မှာက3ည6လို့ဆင်းတယ်။နောက်ပြီးဒီ3ညတစ်လုံးနဲ့ကြာသာပရိနေမနက်မှာ3ည2ညနေပိုင်းမှာ9ကိုဆိုပြီးတော့ဒီ9တစ်လုံးနဲ့ထပ်ဆင်းတယ်။ပြီးတော့ဒီ9တစ်လုံးနဲ့ပဲတောက်ကြညနေမှာ3-5ဆိုပြီးတော့ဆင်းပြီးတယ်နော်။ဒါကတပတ်စာအခွေနော်။အခွေဆိုလို့ရှိရင်အဲ့ထဲမှာ4-6ဆိုပြီးတော့အင်္ဂါနေ့ညနေမှာပဲတချိန်ဆင်းတယ်ပြီးတော့တောက်ကြနေ့ညနေမှာ3-5ဆိုပြီးတော့ဆင်းပြီးသွားတယ်နော်။ဒီပရိတ်ကတော့တပတ်လုံးမှာ သူကမဝင်ဘူးနော်။ ဲ့တော့နေတိုင်းလိုလိုလဲဒီဘက်မှာအောင်မြင်မှုကိုရရှိတယ်ဒီပတ်တီးတွေအခွေတွေဆိုတာလဲဒါဒါအမျိုးလိုမြင်တဲ့အတိုင်းပဲเนาะဒါက YouTube အမျိုးတွေအတွက်ကိုကျွန်မပြန်ပြီးတော့ရှင်းပြပေးရခြင်းဖြစ်ပါတယ်เนาะအဲ့ဒါပြီးတော့ပြန်တော့ကျမရဲ့အဖွဲ့ဝင်တွေကိုကျမဟာဆိုရင်ဒီဘက်မှာ ဇာတို့ပတ်ဒီတုံးတလုံးပေးထားတာဖြစ်ပါတယ်ကျမရောက်လာဆိုလို့ရှိရင်ဇာတို့ပတ်ဒီတလုံးမိန်ဩ၃ကွက်ဒူဩ၂ကွက်ကိုရောက်လာဖြစ်ပါတယ်ဒီလိုကတ်ကလေးကိုလည်းရောက်လာဖြစ်ပါတယ်ပြီးလို့ရှိရင်ကျမကဒါကလက်ဆောင်အဖြစ်နဲ့ထည့်ပေးတာဖြစ်ပါတယ်နော်အဲ့တော့ဒီကျမရောက်တဲ့ကတ်ကလေးကဆိုလို့ရှိရင်သူကတင်းနှလာနေမနဲ့မှာပဲတုံးတုံးဆိုပြီးတော့သူကအစိုးကြီးဆင်းပြေးသွားတယ်နော် အဲ့တော့အစိုးရဆင်းပေးတဲ့အခါမှာကျမကနောက်တစ်ချိန်မှာကျမရဲ့အဖွဲ့ဝင်တွေကိုကျမကလက်ဆောင်ဖြစ်နေထပ်ပြီးတော့ကနန်းတလုံးကိုထပ်ပို့ပေးတာဖြစ်ပါတယ်နော်အဲ့ဒီမှာပဲ तू ကအင်္ဂါနေ့ညနေမှာပဲ၄6ဆိုပြီးတော့ဒူမိန်နဲ့ကနေပြီးတော့ထွက်သွားတဲ့အတွက်၃မှာတစ်ချိန်ရတယ်၆မှာတစ်ချိန်ရတယ်ဒီ၄6မှာတစ်ချိန်ရတယ်ဆိုတော့၃ချိန်အောင်မြင်မှုကိုရရှိရယ်နော်ပြီးတော့ဒီအခွေတွေကနေပြီးတော့ तू ကကြာတာပရင်းနေညနေမှာပဲ9ကိုဆိုပြီးတော့ तू ကဆင်းပေးသွားတယ်နော် အဲ့ဒါဆိုတော့ကျမရဲ့အဖွဲ့ဝင်တွေကလေးချိန်တိတိအောင်မြင်မှုကိုရရှိသွားတယ်နော်အဲ့ဒါပြီးသွားတော့ကျမကကြာသာပတိနေမှာလိုင်းလွှင့်နေတဲ့ကျမတောက်ကြနေအတွက်ကို နောက်ဥပတ်မှာအဖွဲ့ဝင်မဲ့အမျိုးတွေကိုတောက်ကြနေမှာစပြီးတော့ဝင်လို့ရှိရင်ကျမကခဏန်းကိုလက်ဆောင်ဖြစ်နေထပ်ပြီးမှဖြစ်ပါတယ်လို့ကျမအဖွဲ့ဝင်တွေကိုထပ်ခေါ်တယ်နော်အဲ့တော့တောက်ကြနေမှာဝင်တဲ့နောက်ဥပတ်အတွက်ကိုကြိုဝင်တဲ့အမျိုးတွေကကျမနောက်ထပ်ထပ်ပြီးတော့ခဏန်းထပ်ပို့ပေးပါတယ်နော် ဒါကတောက်ကြနေအတွက်ဖြစ်ပါတယ်နော်တောက်ကြနေမှာဆိုလို့ရှိရင်ပတ္တိဟာ၃တလုံးဖြစ်ပါတယ်အဲ့တော့တောက်ကြနေညနေမှာပဲ၃၅ဆိုပြီးတော့ဆင်းပြီးသွားတယ်နော်ဒါကကြိုဝင်တဲ့ကျမရဲ့အဖွဲ့ဝင်တွေကိုပြောတာနော်အခုလာမယ့်အပတ်မှာ အဖွဲ့ကိုတောက်ကြနေမှာကြာတာပရိနေကျမလိုက်လွှင့်နေကြာပြီးညမှာဝင်ဝင်လို့လဲရတယ်ဒါမှမဟုတ်လို့ရှိရင်တောက်ကြနေမနဲ့မှာသူကဝင်တာဖြစ်ပါတယ်နော်ကျမပို့တာဆိုရင်၉နာရီခွဲမှာ၉နာရီခွဲပြီးတော့၉မိနစ်မှာကျမ ကက်ကလေးကိုပို့ပေးတာနော်နော်မျိုးတို့အဲ့ဒါဆိုတော့ဒီဘက်မှာဆိုလို့ရှိရင်ကျမရဲ့အဖွဲ့ဝင်တွေကဒါဆိုလို့ရှိရင်သူကတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်နော်ဒါနဲ့ဆိုတော့လေးကြိမ်နော်ဒါနဲ့ဆိုတော့ငါးကြိမ်နော်သူတယောက်ထဲနေရင်ငါးကြိမ်တိတိအောင်မြင်မှုကိုရရှိသွားတယ်နော်မျိုးတို့ကျမကကျမရဲ့အဖွဲ့ဝင်တွေကိုတင်ဒါအကောင်းဆုံးရှာပေးတာမဟုတ်ဘူးနော် YouTube ကအမျိုးတွေတွေ့ဆိုလဲဒါအမျိုးတို့မြင်နေတဲ့အတိုင်းပဲနော် ကျမဘက်ကအကောင်းဆုံးရောက်ဝေးပေးထားတဲ့မျိုးလို့ရင်နော်အဲ့တော့အခုလာမယ့်အပတ်မှာအဖွဲ့ဝင်မဲ့အမျိုးတွေကကျမရောင်းလာဆိုလို့ရှိရင်ဇာတို့ပတိတလုံးမိန်ရော၃ွယ်ဒူရော၂ွယ်ဖြစ်ပါတယ်ဒါကကျမ၃ရက်အတွင်းကိုအာမခံပေးထားတဲ့ဇာတို့ပတိတလုံးဖြစ်ပါတယ်နော်အဲ့တော့သူကဒီတလုံးဟာအခုအပတ်လိုမျိုးအစိုးရဆင်းခဲ့လို့ရှိရင်နောက်တစ်ချိန်မှာထပ်ပြီးတော့ကျမကပို့ပေးမှာဖြစ်ပါတယ် ကျမရှိဖို့အဖွဲ့ဝင်မဲ့အမျိုးတွေကဒီလိုဇာတို့ပတ်ဒီတလုံးရမယ်မိန်အော်၃ခွဲ့ရမယ်ဒူအော်၂ခွဲ့ရမယ်ပြီးတော့တပတ်စာလက်ဆောင်အဖြစ်နဲ့အခွေတခွေဝါရမှာဖြစ်ပါတယ်နော်အဲ့တော့ကျမပေးထားတဲ့ကဏ္ဍတလုံးဟာအစိုးရဆင်းခဲ့လို့ရှိရင်ကျမကနောက်တစ်ချိန်မှာလက်ဆောင်အဖြစ်နဲ့နောက်တလုံးကိုထပ်ပြီးတော့ပေးတာဖြစ်ပါတယ်နော်အမျိုးစိတ်ဝင်စားမှုရှိတယ်ဆိုလို့ရှိရင် ကျမနဲ့လာပြီးတော့ဆက်သွယ်ပြီးပါနော်ကျမက တနင်္လာနေ့မနေ့10နိုင်ထိလက်ခံမှာဖြစ်ပါတယ်10နိုင်နောက်ပိုင်းကိုတော့အဖွဲပိတ်ပါပြီနော်ကျမနဲ့ဆက်သွယ်ခြင်းလို့ရှိရင်လည်းဆက်သွယ်ခြင်းနဲ့ဆန္ဒရှိလို့ရှိရင်လည်းစောစောစီစီလေးဆက်သွယ်ပြီးတော့ဝင်မယ်ဆိုတဲ့ဆန္ဒရှိရင်လည်းစောစောစီစီလေးဝင်ထားစေခြင်းပါလေနော်အနာနီမှာဆိုလို့ရှိရင်ကျမမှာတော်တော်လေးအလုပ်ရှုပ်လို့ပါနော်အမျိုးတို့လိုက်နေရကြက်တဲ့အခါကျတော့ကျမမှာဟိုလူပို့ခြင်းဒီလူပို့ခြင်းနဲ့အဲ့ဒီလိုမျိုးတွေဖြစ်လို့နော်အမျိုးတို့ဝင်ခြင်းနဲ့ဆန္ဒရှိရင်တော့စောစောစီစီလေးဝင်ထားပါနော် ဒါအဖွဲ့ဝင်မဲ့လူတစ်တီကိုကျွန်မပြောတာဖြစ်ပါတယ်နော်အဲ့တော့ကျွန်မကခဏများကို တနင်္ဂနွေနေ့ည9နာရီကနေစပြီးတော့ပြန်လည်ပို့ပေးမှာဖြစ်ပါတယ်နော်ဟယ်လိုအော်နှစ်ခုလုံးရှိတယ်လေအစဉ်ပြေတာနဲ့လွယ်လေဟုတ်တယ်ဟုတ်တယ်ဟုတ်တယ် နော်ဟုတ်ကဲ့အဲ့ဒါပို့ပေးပါမယ်ဟုတ်ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါဆိုတော့အမျိုးတို့ရေကျမကကဏ္ဍမြဖို့တနင်္ဂနွေနေ့ည9နာရီကနေစပြီးတော့ပြန်လဲပို့ပေးမှာဖြစ်ပါတယ်10နာရီထက်နောက်မကြဘူးလို့ကျမဘက်ကအာမခံပေးထားပါတယ်เนาะကျမနဲ့ဆက်သွယ်ခြင်းတော့စောစောစီးစီးလေး ဆန္ဒရှိလို့ရှိရင်တော့စောစောစီစီလေးဝင်ထားစီကျင်ပါတယ်နော်တပတ်လုံးမှာလည်းဒါအမျိုးလိုမြင်တဲ့အတိုင်းပဲနော်ဆန္ဒရှိမှဝင်ပါနော်အဲ့ဒါဆိုရင်ကျမတပတ်စာလက်ဆောင်ကွက်ကလေးကိုချပြပေးမှဖြစ်ပါတယ်နော်အဲ့ဒါလေးချမပြခင်မှာကျမကလန်နာလေးကိုအရင်ဆုံးပြပေးမယ်နော် ကလင်နာကနည်းနည်းကြည်နေတယ်မျိုးတို့ရေအဲ့တော့ကလင်နာကလည်းနည်းနည်းကြည်နေတယ်မျိုးတို့ရေအဲ့ဒါဆိုတော့ဒါကအခုကျမပြပေးမှာက အခွေဖြစ်ပါတယ်အခွေရဆိုလို့ရှိရင်သူကတပတ်လုံးမှာကိုပရိဆင်းတယ်နော်ဒီတပတ်လုံးမှာသူကကိုပရိဆင်းတဲ့အခါကျတော့နှလုံးပေါင်းခြင်းဟာကိုဖြစ်ပါတယ်အမလို့ နှလုံးပေါင်းခြင်းဟာ6ဖြစ်ပါတယ်6ထက်ကြီးတာက3ညာ3ညာထက်ကြီးတာက1 1ထက်ကြီးတာက2 2ထက်ကြီးတာက3နော်၃ည၁၂၃အခွေဖြစ်ပါတယ်။သူက၃ည၁၂၃အခွေရနောက်တစ်ပင်မှာသူကကြပေးရမယ်တဲ့မျိုးတို့နော်။ဘာကြပေးလဲ။30 sorry ၃ည၃၃ည၃၃၃၀၃ည၃ဆိုပြီးတော့ကြပေးတယ်။ဒီမှာက2တိဆိုပြီးတော့ဒီအခွေလေးကနေပြီးတော့ကြပေးတယ်နော်။ ဒါကကိုးပရိကြလို့ရှိရင်အဲ့ဒီအခွေကိုလိုက်တယ်ဆိုတာကိုကျွန်မပြပေးတာနော်အဲ့ဒါဆိုတော့ဒီမှာကကိုးပရိနော်ကိုးပရိဆိုတော့သူ့ရဲ့အောက်ပွဲမှာကသူကအဲ့ဒီအခွေကြပေးရမယ်။ဘာကြပေးလဲ1 2 3ညာ3ဆိုပြီးတော့ကြပေးတယ်နော်အဲ့ဒါဆိုတော့ဒီမှာကကိုးပရိနော်ဒီလိုဝိုင်းထားတာလေးတဲ့ကိုးပရိနော်ကိုးပရိဆိုတော့သူ့ရဲ့ ဟုတ်တယ်ဒီဘက်မှာမရှိတော့ဒီမှာကိုပရိနော်ကိုပရိဆိုတော့သူ့ရဲ့နောက်တော့ဘွဲမှာသူကကြပေးရမယ်ဘာကြပေးလဲ33ဆိုပြီးတော့ကြတယ်ဒီမှာက23ဆိုပြီးကြတယ်အဲ့တော့ဒီမှာကိုပရိကိုပရိဆိုတော့ဒီမှာအခွေနော်အခွေက33 31နှစ်တေဆိုပြီးတော့ကြပေးတယ်နော်အဲ့ဒါဆိုတော့ဒီရောက်မှာမရှိဘူးမရှိဘူးဒီ body မှာမရှိဘူးဒီမှာတော့ရှိတယ်နော်ကိုပရိ ဲ့တော့ဒီမှာကိုပရိကိုပရိဆိုတော့သူ့ရဲ့အောက်ပွဲမှာအခွေကြရမယ်တဲ့။ဘာကြပြီလဲ၃ည၂၃ည၂ဆိုပြီးတော့ကြပြီလဲနော်မျိုးလိုမြင်ရလားတော့မသိဘူး။အလုံးကတော်တော်အလုံးကတော်တော်ကြီးနေတာမျိုးလိုကြီးကလနာလည်းတိတိလောက်ပါဟဲ့ဆိုတာကြီးလောက်ပြေးလိုက်တယ်နော်။အဲ့တော့ကိုပရိကြတယ်ဆိုရင်အဲ့ဒီလိုကြတယ်ဆိုတာလေးတွေကျမပြပြတာအဲ့တော့ဒီမှာကကိုပရိနော်ကိုပရိကိုပရိဆိုတော့သူ့ရဲ့အောက်ပွဲမှာကြပြရမယ်။ဘာကြပြလဲ၃ည၂၃ည၂ကြပြတယ်နော်။အဲ့တော့ဒီမှာကိုပရိ ိုဘလိဆိုသူ့ရဲ့အောက်ပွဲမှာကြပြရမယ်။ဘာကြပြီလဲ၃ည2နော်။အဲ့တော့ဒီမှာကိုဘလိကိုဘလိဆိုတော့သူ့ရဲ့အောက်ပွဲမှာကြပြရမယ်။ Oh sorry ဒီကလနာကြည့်နေတော့နော်မျိုးတို့ဒီမှာဒီမှာကိုဘလိကိုဘလိဆိုတော့သူ့ရဲ့နောက်တော့ပွဲမှာကြပြရမယ်။ကိုနှစ်နော်အဲ့တော့ဒီမှာကိုဘလိကိုဘလိဆိုတော့သူ့ရဲ့နောက်တော့ပွဲမှာဒီမှာကြပြရမယ်အခွေတေသုံးလို့ကြတယ်နော် အဲ့တော့ဒီဘက်မှာမရှိတော့ဘူးเนาะမရှိတော့အခုပြီးသွားတဲ့ပွဲမှာက ကိုးဘရိတ်เนาะမျိုးလို့ကိုးဘရိတ်ဆိုတော့နှလုံးပေါင်းကြီးဟာကိုးကိုးကိုးထည့်ကြည့်တာ၃ညတုံညထည့်ကြည့်တာတိတိထည့်ကြည့်တာနှင်းနှင်းထည့်ကြည့်တာတုံတာအခွေနော်အဲ့အခွေကိုပြပေးတာမျိုးလို့ဈာရွက်ကလည်းမနေ့ကူပဲလှုပ်ပါတယ်အဲ့ဒါဆိုတော့ဒါအခုပြပေးတာအခွေနော်မျိုးလို့ khuya nó luôn mong nhìn ở cô cô tù nhớ tí nhẹ tù ở khuya nó no. mà biết bài điều rồi mà biết đâu nhiều rồi nó no. mà biết bài điều <coughs> dài này cái này nó thâu luôn mà còn nó no. mà biết bài điều rồi cho mà công dụng chả bị mấy nó no. nhiều နော်အမျိုးတို့ဒါမပြောက်ပါသေးပြိတ်ပြိတ်ကတော့နှစ်ခုပြိတ်နော်အမျိုးတို့ဒါကတပတ်စာလက်ဆောင်ကတ်ဖြစ်ပါတယ်မျိုးတို့ရေနော်အဲ့ဒါဆိုရင် ဒီကက်ကလေးကိုအမျိုးတို့အနေနဲ့စခွင်လျှော်လေးရိုက်ပြီးတော့ယူထားနော်မျိုးအဲ့ဒါဆိုကိုယ့်ဟာကိုအချိန်မွေးပြန်ကြည့်လို့ရတယ်နှစ်မျိုးဆိုမေ့သွားမယ်နော်အဲ့တော့ဒါမျိုးလေးတွေချော့ရိုက်ပြီးတော့ယူထားပါယူထားတဲ့အခါမှာကျမနေတိုက်ကို နေတိုင်းလိုလိုတင်ပေးပါမယ်တင်ပေးတဲ့အခါမှာအမျိုးတို့တွေညံရှိတယ်လို့လေးသုံးပါနော်ကျမကဥပမာဒါလေးကမပြောက်ပတ်သည်ဆိုပါစို့မပြောက်ပတ်သည်ဆိုလို့ရှိရင် ကျမပေးလိုက်တဲ့ကဏ္ဍဟာပတ်သည်ပေးမယ်ဥပမာ နှင်းငါပဲထားနှင်းငါဆိုလို့ရှိရင်ဒီမှာပျောက်ပွက်သီးကနှစ်ပါတယ်ကိုကဒီလိုလေးတွေးနော်အနှင်းငါဆိုရင်ဒီမှာအခွေကနှစ်ပါတယ်ပေါ့နော်ဒီလိုနှစ်ပါတယ်ဟေ့ဆိုနှင်းနဲ့ပါခွေရမလဲဒါမျိုးလေးတွေဒါမျိုးတို့ညံရှိတယ်လို့လေးယူတော့နော်ဒါကြောင့်မို့လို့ဒါအမျိုးတို့ရှော့ရိုက်ပြီးတော့ယူထားပါလို့ကျွန်မမှားလာနော်ပြီးခဲ့တဲ့အပတ်မှာတော့အမျိုးတို့တွေလည်းနေ့တိုင်းတို့တို့ရရှိပါတယ်เนาะကျွန်မလည်းရတယ် ဒါကျွန်မထိုးမဲ့ခဏန်းလေးကိုဒါအမျိုးတို့အကောင်းဆုံးရှာဖွေပြီးတော့ချပေးတာเนาะကျွန်မလည်းဒါမျိုးကိုထိုးပါတယ်เนาะကျွန်မတော်တော်ဝါသနာပါပါတယ်ပါလို့လည်းကျွန်မရတယ်လို့အမျိုးတို့လည်းရသေးခြင်းလို့အကုန်လုံးရှင်းပြပေးနေတာเนาะအဲ့ဒါဆိုလို့ရှိရင်10ရက်မှ14ရက်ထိအဖွင့်နေရာနေစပြီးတော့တပတ်လုံးလုံးမှာလည်းအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစေเนาะ